အာဆနောနောက်ဘတ်တော့အပြင်းနေခွန်အပေးရှင်ပါလေရောဘတ်တဲ့ဆိုရင်ဆနောအေဒီတယောက်ရဲ့အကြောင်းဘတ်တက်ပြီးတော့ပေါ့လေနော်အေဒီဆိုတာအေဒီတို့ချိန်ချံပြုမှုနဲ့ထိုင်တတ်ဖို့ရအင်တာမအရေးကြီးတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အာနောက်ဘတ်တော့အပြင်းတိရပါတယ်အကြောင်းလေဆိုရင်လည်းကျွန်တော်တို့ ဟိုပတော်ကမြဟာကျွန်တော်ပြင်ပနိုင်ငံတွေမှာတွားရောက်နေထိုင်ကြအခါမှာဒီနေ့အင်းနီနာရှင်းနိုင်ငံကိုကိုရဲ့အင်းနီနာရှင်းနိုင်ငံတွေမှာအခြေအနေမျိုးမျိုးကြောင့်ကျွန်တော်ကငါတွားရောက်နေထိုင်ရတာပေါ့နော်အဲ့ဒီအခါမှာကျွန်တော်က AD ဖြစ်တဲ့အတွက်ကြောင့်မို့ AD လိုနေတတ်ဖို့ရတဲ့အင်မတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဟိုလေ့လာတွေးရှိရပါတယ် ဲ့တော့ကျွန်တော်တို့က AD ဖြစ်ရတဲ့ AD လိုမနေတဲ့အခါမှာသူတို့ဘာ ancient တွေကဟိုအမြင်ကဆရာတွေဖြစ်လာတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့တော်တော်များများဟိုကျွန်တော်တို့ဒီမနင်္ဂတားတွေသူတို့ဘာနိုင်ငံမှာတော်ရောက်နေတဲ့အခါမှာပြဿနာတွေကြုံတွေ့ရတယ်အဲ ancient တွေရဲ့ညွန်ရင်မှုကိုကြုံတွေ့ရတာပေါ့လေနော်အဲ့တော့ ကမ္မချမ်းစာထဲမှာကျွန်တော်တို့ဘယ်လိုပြောထားတာလဲတုတ်တန်ခန်းကြီး25ပိုက်ငယ်ဆက်ခွန်ထဲမှာပြောထားတာကအိနိရှာအိနိနာချင်းအိမ်မာတဲ့ဂျာမင်းစာမနေပါနဲ့တို့ကတော့ဂျာမင်းစာနေရင်တဲ့တို့အိရှင်ဟာတင့်ကိုညင်းွေပြီးတော့မုန်းလာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့ကဘတ်တော်ကတွန့်တင်ထားတာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့အင်ရှင်တွေ မြင်းငွေပြီးတော့မုံတီးတာဆရာဖြစ်အောင်ရှင်တို့ယနေ့အသက်ရှင်မိလားဆိုတော့ကိုယ့်ကိုယ်ကိုလည်းဟိုကျန်နေဆင်ရှင်မှုဖြစ်ပါတယ်ကိုယ့်ကိုယ်ကိုလည်းတုံတက်ဖို့ဖြစ်ပါတယ်အဲ့တော့အစ်ဒီပြောက်ဖြစ်တဲ့အလျောက်ယနေ့အင်ရှင်တွေရဲ့မျက်စိစပွတ်စပွတ်မွေးဆူးဆရာဖြစ်အောင်ကျွန်တော်မနေကိုယ့်ရလေးအမတန်မအရေးကြီးပါလေအဲ့တော့ဒီနေ့ကျွန်တော်ခွန်အားပေးချင်ပါတယ်တိုက်တွန်းအားပေးချင်ပါတယ် ဲ့တော့ရတဲ့ရှင်တို့ကသူများနိုင်ငံမှာရောက်နေတဲ့အခါမှာတကယ်ပဲကိုကိုကိုတတိထားပြီးတော့ရှင်သန်သွားလာတတ်ဖို့လှုပ်ဆောင်တတ်ဖို့နေထိုင်တတ်ဖို့ချင်းချင်တတ်ဖို့ပြုမှုတတ်ဖို့အင်မတမအရေးကြီးတယ်ဆိုတာကိုကျွန်တော်နေနဲ့ဟောအားပေးချင်ပါတယ်ဗျာနော်ကိုအားပေးချင်တယ်အခုကျွန်တော်ဒီနာတပိုက်တင်မှာရှိတဲ့အခါမှာကျွန်တော်မြန်မာနိုင်ငံသားတွေအများကြီးအများတယ်အဲ့တော့ ကျွန်တော်ဗာဒီယိုချန်နယ်လေးဆိုရင်ခုဒီတရားဘောလုံးကွင်းဖြစ်တယ်ဘောလုံးကွင်းအဲ့ဒီဘောလုံးကွင်းကကျွန်တော်မနေ့တနေ့လာလေးတော့ရေးတယ်အပြည့်နေပဲဟိုကလမ်းလျှောက်ချင်းဆရာမကောင်းနေချင်းဆရာမကောင်းတဲ့နေရာတခုတို့ဖြစ်နေခဲ့တာပေါ့လေနော်အဲ့တော့ဒီပတ်ဝန်းကျင်เนี่ยကျွန်တော်တို့အာနိုင်ငံသားတွေ တော်တော်များများနေရယူနေထိုင်ကြတဲ့နေရာဖြစ်အဲ့တော့ဒီမှာကျွန်တော်တို့အင်ရှင်အင်ရှင်တွေလက်ရှိကြတယ်ဒီပါဝင်ခြင်းမှာဒါမဲ့အင်ရှင်တွေထွက်မလာရေတော်တဲ့အချိန်အင်ရှင်တွေကအပြင်မထွက်ရေတော်တဲ့အချိန်တွေမှာရှိနော်ဒါအလေးရှိအဖြစ်ဖြစ်နေတော့အရာဖြစ်တယ်လို့ကျွန်တော်သိရပါတယ်။ဒါကြောင့်လေဆိုရင်ဒီနေ့ကျွန်တော်တို့ AD တွေက ဟိုအေးတေလိုမနေတဲ့ခါမှာဟိုသူတပားသူအနောက်အရှိဖြစ်စေတာပေါ့လေနော်ဒီလိုလေးတွေဖြစ်တတ်ပါလေတဲ့အဲကြောင့်မို့ကျွန်တော်တို့အာမြန်မာနိုင်ငံသားတွေဒီနေ့သူတပားနိုင်ငံမှာရောက်ရှိနေတဲ့အခါမှာအေးတေဖြစ်တယ်အေးတေဖြစ်နေတဲ့ဇာမင်းစွာမနေအောင်လဲကိုယ်တိုင်လဲအာ လှုပ်ဆောင်ဖို့စူးစမ်းဖို့လိုအပ်ပါတယ်အချိန်အချိန်နဲ့အရရရှောင်းချောင်းချောင်းမပြောင်းရွှေ့နိုင်တဲ့တော့မှကျွန်တော်က AD တွေရဲ့အာငင်းငွေချေမခံရအောင်မုံတီးချင်းမခံရအောင်ဖေးကျင်ချင်းမခံရအောင်ကျွန်တော်ကယနေ့အာမေတ္တာပြတတ်ဖို့ရအမှတမ်းမှအရေးကြီးပါတယ်ပြောဆိုတဲ့အရာလှုပ်ဆောင်တဲ့အရာနေထိုင်ကျင့်ကြံပြုမှုတဲ့အရာအားလုံးပေါ့လေနော်ဒီနေ့အော် အေဒီတယောက်ဟာအေဒီလိုနေပါဆိုအကြောင်းနဲ့ကျွန်တော်တိုက်တွန်းခွန်အပ်ပြီးချက်ပါတယ်အဲ့ဒါလိုပဲဒီနေ့ကျွန်တော်တို့လောကမှာလောကအေဒီများတာဖြစ်ပါတယ်ဒီနေ့ကျရင်ကျွန်တော်တို့ကိုယ်ရဲ့နေရင်ပြီးကောင်းကင်နိုင်ငံကိုပြန်စားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးဟာဒီနေ့ဒီလောကမှာအေဒီပါပဲဆိုတာကိုသိဖို့ကျွန်တော်တို့ရဲ့နေထိုင်ခြင်းကြံပြုမှုချင်းအရာအားလုံးဟာဒီနေ့အာ ရားဘုန်းတော်အတွက်ဖြစ်ဖို့ရဘုရားတာသမီးများဖြစ်တဲ့အတွက်ဘုရားအာစိတ်နဲ့တက်တက်ကြင်ကြအပြုမှုနဲ့ရှင်နံတော်လာတတ်ဖို့ရလည်းတိုက်တွန်းခွန်အားပေးခြင်းပါလေဒါကြောင့်မို့ယနေ့ကျွန်တော်အကိုရဲ့အင်ဒီနာချင်းနိုင်ငံတွေမှာအခုလိုနော်နေထိုင်ရတဲ့သူတွေအဲရဘာအင်ရှင်မိသားစုတွေညုံရင်ချင်းမခံရအောင် မုံတီချင်းမခံရအောင်ယနေ့ကျတော့နေထိုင်သွားလာကြရအောင်လို့အင်းမြတ်လို့တိုက်တွန်းခေါ်အပ်ပေးလိုက်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေတို့နောက်အဲကျွန်ရင်ထပ်ပြီးတော့လေမြတ်ဝေပေးပါမယ်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ